မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်စစ်ရဟတ်ယင်နှစ်ဆင်း KIA ပြစ်ချတစည်းပြတ်ကြပြီးတစည်းအရေးပေါ်ဆင်းသက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗမော်စစ်မြေပြင်သို့လာရောက်သောရဟတ်ယင်များတော်လိုင်းရေးအင်အားစုကဖိတ်ခတ်သဖြင့်ထိခိုက်သွားသည်ဟု KIA ကပြောပါတယ်ကချင်ပြည်နယ်တောင်ပိုင်းပမော်မြို့တွင်စစ်ကောင်စီ၏ရဟတ်ယင်နှစင်းကိုယနေ့နိုဝင်ဘာ9ရက်မွန်းလွဲတွင်ပြစ်ချနိုင်ခဲ့ပြီးဒဇီးအရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ကချင်လူလက်ရေးတက်မတော် KIA ထံကသိရပါတယ်။မော်လက်တနအိခန့်ကတိုက်ပွဲပြင်းထန်နေသည့်ဗမော်မျိုးပေါ်ကိုစစ်ရဟယင်တုံစင်ဆင်းလာသည့်အတွက် KIA နှင့်ကချင်ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။ရှဟယင်နှစ်ဆင်းထိမှန်သွားပြီးဒစီမှာဗမော်မျိုးနှင့်ရွှေကူမျိုးကြားတော်တွင်း၌ပြတ်ကျသွားပြီးဒစီမှာရွှေကူမျိုးတွင်အရေးပေါ်ဆင်းသက်ခဲ့ရတယ်ဟု KIA ပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူးကပြောပါတယ်။ ရဟန်းရင်၃စီးစင်နာကိုကျွန်တော်တို့တပ်ပေါင်းစုဘက်ကနေဝိုင်းပြလို့အဲ့ဒီရဟန်းရင်၂စင်းထိတဲ့ပုံစံရှိပါတယ်ဟုဘုံမူကြီးတော်ဘူးကဆိုပါတယ်။၃စီးစင်တဲ့အထဲက၂စီးထိတယ်။တစီးကတော့တောထဲမှာကျသွားတယ်။တစီးကတော့ရွှေကူဘက်မှာအရေးပေါ်ဆင်းသွားတယ်ဆိုတာပထမကနေဦးသတင်းကြားရပါတယ်။အဆိုပါရဟန်းရင်တစင်းကမူအကောင့်တိုင်းပြန်လည်ထွက်ခွာသွားနိုင်ခဲ့တယ်ဟုသိရပါတယ်။ပြကြတဲ့ရဟန်းရင်မှာရွှေကူမျိုးအရှိတ်15မိုင်ခန့်ဝေးသည့်တော်တွင်းတဏီယာဖြစ်ကြောင်း KIA ကအတည်ပြုသလို ထိခိုက်သွားသည့်ရခိုင်ရင်မှာရွှေကူမြို့တွင်ဆင်းသက်သွားသည်ဟုသိရပါသည်ရဟတ်ရင်များပြစ်ချခံရမှုနှင့်ပတ်သက်ပြီးဗမော်စစ်မြေပြင်ရှိတော်လန်ရေးထုံတပ်ဖွဲ့ဝင်များကိုကိုးကားပြီး KIA နဲ့နီးစပ်သူဒေသခံအမျိုးသားတအုပ်ကလည်းအတည်ပြုပါတယ်။တစည်းကတော့ပြတ်ကြ၊တစည်းကတော့အရေးပေါ်ဆင်းသက်တယ်တဲ့။ထီတော့ထီတယ်တဲ့။ဒါပေမဲ့အဲ့ဒီနေရာတွေကအရေးပေါ်ဆင်းသက်တာဆိုရင်တော့မလွယ်တော့ဘူး။အဲ့ဒီနေရာတွေအကုန်လုံးကကျွန်တော်တို့ဘက်ကတင်ထားတဲ့နေရာဆိုတော့ပိုင်းလော့သေးဖို့များတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ ဗမော်မျိုးကို KIA အရကတက်တော် AA KBDF နဲ့အခြားပူးပေါင်းတပ်များကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ၄ရက်မှစတင်ကမျိုးသိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပါတယ်။မျိုးပေါ်နေရအများစုနှင့်စခန်းများပြားကိုလက်လွတ်ထားရသည့်စစ်ကောင်စီတပ်ကဗမော်မျိုးကိုလက်မလွတ်ရရေးအပြင်းထန်ခုခံနေရာလေကြောင်းနှင့်ဒရုန်းများကိုအသုံးပြုပြီးဖုံးကျဲခြင်းစစ်ကူရိခါနှင့်လက်နက်ခဲယံများပို့ဆောင်ခြင်းများပြုလုပ်နေပါတယ်။နိုဝင်ဘာလ၆ရက်နေ့၊၇ရက်နေ့များကလည်းစစ်ကောင်စီတပ်ကလေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုကြောင့် KIA တပ်ပေါင်းစုကဲထုတ်နေသည့်ဒေသခံ၈ရောင်၁၈ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ KIA သည်အာနာသိန်းစ2021မေ3ရက်ကလေးကကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တစ်နှင့်ကုံလောကြားအတွင်းစစ်ရဟတ်ရင်တစင်းကိုပြစ်ချနိုင်ခဲ့ပါတယ်။ထို့သောပြစ်ချခံခဲ့ရသဖြင့်လေတက်မှအရာရှိစစ်တီသုံးဦးဆုံးရှုံးသည်ဟုမေလ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင်စစ်ကောင်စီတာဝန်ရှိသူကထုတ်ဖော်ဝင်ခံခဲ့ပါတယ်။ ထို့တူရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်နန်းဖက်ကရင်ဘုံလာကျဲတိစစ်ကောင်စီတိုက်လီရင်တစဉ်ကို2024ဇန်နဝါရီ16ရက်တွင် KIA ပြစ်ချနိုင်ခဲ့ပါတယ်။ KIA ကဲ့သို့တော်လိုင်းရေးတပ်များကလည်းစစ်ကောင်စီလေယာဉ်များကိုပြစ်ချနိုင်ခဲ့သည့်ဖြစ်ရပ်များရှိခဲ့ပါတယ်။2023နိုဝင်ဘာလအတွင်းကရင်ဒီဒေသကယားပြည်နယ်ခရူဇိုမြို့နယ်အတွင်းတိုက်လီရင်တစဉ်ပြစ်ချခံရကလေယာဉ်မှုဗုံးမှုကိုတော်လိုင်းရေးအင်အားစုများကဖမ်းဆီးထားပါတယ်။ ထို့သူ2023ဇူလိုင်ကလည်းကရင်နီဒေတာဖော်လက်ခဲမှုနယ်တွင်စစ်လျင်တစင်းကိုဒေတာခြေဆိုင်တော်လန်ရဲ့ဖွဲ့ကပြစ်ချနိုင်ခဲ့ပါတယ်2024နိုဝင်ဘာ10ကလည်းရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတရှိရာအမ်မျိုးတို့လာသည့်စစ်ရဟတ်ရင်တစင်းအရကတက်တော် AA ကပြစ်ခတ်ခဲ့တဲ့ပြင်မကွေးတိုင်းအတွင်အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်ဆလပီမိုးပြဲမျိုးတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်နေ ကရင်ပြည်တွင်စစ်တပ်ကစစ်မျက်နှာငါးခုဖွင့်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ကရင်ပြည်ရှမ်းကရင်နယ်ဆက်မိုးပြင်းမြို့အနီးတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းကရင်ပြည်တော်လှန်ရေးစစ်ရေးသတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ9ရက်နေ့နက်ပိုင်းမိုးပြင်းမြို့အပြင်ဘက်သို့အကြမ်းဖက်စဉ် PNO ပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့ဖြင့်ခရင်နီတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတဏီကုံတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြတဲ့ဖြင့် Jet Fighter ဖြင့်နေချိန်ပုံကျဲတိုက်ခိုက်ခဲ့ကပြစ်ကူပေးခဲ့ကြောင်းသိရပါတယ်။စာခါတွေဘလောက်တည်တယ်လဲဆိုတာတော့အတိအကျမသိရဘူး။ထိခိုက်မှုကတော့များတယ်။အဲ့ဒါကြောင့်မလို့လက်နက်ကြီးတွေနဲ့လည်းဖတ်ထုတယ်၊လေယာဉ်နဲ့လည်းလာကျဲတာ ထိတွေ့မှုကနေတိုင်းလဲရှိနေတာပဲတနအီကြာထိထိတွေ့မှုဖြစ်လိုက်နှစ်နာရီကြာထိတွေ့မှုဖြစ်လိုက်နေနေတိုင်းနှိပါဖြစ်နေတာဒါပေမဲ့ဒီမနက်ကတော့စောစောစီးစီးကနေနေ့လယ်အထိထိတွေ့မှုရှိနေတာအထိနာသွားလို့ညနေပိုင်းမှာလက်နက်ကြီးပြီးရှောက်ပတ်ထုနေတာလေရင်နဲ့လဲနှစ်ခေါက်လာကျဲသွားတယ်ဟုကရင်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ရှမ်းကရင်နီနယ်ဆက်မိုးပြဲမြို့လိုက်ကော်ဒီမော့ဆိုဖရူဆိုနေဘော်လက်ခဲမြို့နယ်တို့တွင်အထံဖက်စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ကာ PNO ပြည်သူ့စစ်များစစ်မှုထမ်းတပ်သားများကိုရှေ့တန်းမှလူသားတိုင်းကအဖြစ်အသုံးပြုကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသဖြင့်နေဆင်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပါသည်ဆလပီရေစကြိုမျိုးအနီးလန်ခင်းလုံကျုံရေးယူနေသည့်စစ်တပ်ကိုမိုင်းဆွဲမှုဗိုလ်တအူးအပါဝင်စစ်သား၃ဦးသေဆုံးစစ်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူများတရားရရှိပြီးနေအညာမီရှုခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမျိုးအနီးတွင်လန်ခင်းထွက်ယူသည့်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တအူးအပါဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီနိုဝင်ဘာလ9ရက်မွန်လယ်2နာရီဝန်းကျင်ခန့်အချိန်ရေစကြိုမျိုးနယ်အခြေစိုက်ခလာရ256 259 258တရင်တုံကူမှဖူပေါင်းကအင်းအား90ခန့်ဖြင့်ရေစကြိုမျိုးနယ်တရင်တုံကူကြားရှိပေကုံချေရွာရေတကားအနီး၌လိုင်းခေယူနေစဉ်မိုင်းကွင်းအတွင်ဝင်ရောက်လာသည့်စစ်သား30ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ခွင့်ပေါ်တအူးနှင့်တပ်သား2ဦးစုစုပေါင်း3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည် ခလာရ256 259 258 3တက်ကနေပေါင်းပြီးတော့လန်ကင်းယူတာရေစကြုံမျိုးနဲ့တက်တွေကြတဲ့မှာပေကုန်းရွာဆိုတာရှိတယ်။ကာလန်ပေးပဲအဲ့ဒီရွာနာမှာရေတကားရှိတယ်။အဲ့ဒီနေရာမှာစခ90လောက်ကလန်ကင်းလာယူတာအဲ့ဒီထဲကမှ10ယောက်လောက်ကကျွန်တော်တို့မိုင်းနှားကိုရှက်နေတာအဲ့ဒီရက်နေတဲ့10ယောက်ကိုမိုင်းဆွဲလိုက်တာနှစ်ဖွင့်ဖို့နဲ့တက်သား2ယောက်အလုံးပေါင်း3ယောက်သေးတာအဲ့ဒီလန်ကမကြာခဏယူတယ်။မြို့အထွက်နဲ့တက်ကြတဲ့ကိုကျွန်တော်တို့ အမြဲတမ်းလုံးနေကြဆိုတော့လန်ကင်းမကြခဏထွက်တယ်မြို့ပေါ်နဲ့တက်ကိုအကြီးအကဲတယောက်ကူးမယ်ဆိုရင်လန်ကင်းယူနေကြဟုရေစကြိုမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ဖကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုကရေစကြိုမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ဖကဖမရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကံဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ထို့သောမိုင်းဆွဲတိုက်ခိုက်ခံရပြီး15မိနစ်ခန့်ကြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်အနီးအနားပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့ရာပြည်သူနှုတ်မဆိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်မိုင်းဆွဲခံရသည့်နေရာအနီးရှိပြည်သူနေအိမ်သုံးလုံးကိုလည်းအကြမ်းဖက်စစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှဒုက္ခဆင်းရဲများခါးစည်းခံရ၍ခုလသမကအနေဖြင့်မပြတ်ကွက်သွင်းဟုတမ်မကြီးဦးကျော်မိုးထွန်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှဒုက္ခဆင်းရဲဝင်တာများကိုခါးစည်းခံရရွေးကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်တင်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ6ရက်နေ့အမေရိကန်ပြည်ထောင်စုမြူရမြို့တွင်ပြုလုပ်သောကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်တာမှုနှင့်ရင်ကျေးမှုကော်မတီတွင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးဤနှစ်စဉ်အစည်းအဝေးခန်းစားအားအပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေး၌ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့နေရက်ဆုံးခွာထွက်ပြေးတိမ်းရှာမှုအကျက်တဲသည့်ဆေးဥစုမှစနစ်တကျအတွက်ချက်ကျူးလွန်ခဲ့သည့်ရက်ဆက်ကြမ်းကြုတ်မှုတစ်ခုဖြစ်လာကြောင်းဤသို့လူကားလုတ်သည့်အကျက်တဲဤကြီးထွားမှုပမာဏသည်အလွန်အလွန်ကြီးမားကြောင်းပြည်သူများအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များနှင့်ကလေးသူငယ်များအနေဖြင့်မှန်ဆမရနိုင်သောဒုက္ခဆင်းရဲဝေဒနာများကိုခါးစည်းခံရကြောင်းတတ်မှတ်ကြီးကထောက်ပြပါရယ် အချို့သောပြည်တွင်းနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများမှလည်းအွန်လိုင်းလိမ်လည်မှုများနဲ့လူနှင့်မူရစေဝါကုန်ကူးခြင်းတို့အပါအဝင်နေဆက်ဖြတ်ကျော်မှုကင်းများဤသားကောင်များဖြစ်လာခဲ့ရကြောင်းရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည့်ရာဇဝတ်သားများကမူပြည်တံကင်းလုံခွင့်အားဆက်လက်အကျိုးခံစားကာဆိုရသောရာဇဝတ်မှုများကိုကျူးလွန်စေကျူးလွန်မြဲဖြစ်ကြောင်းရှက်ခုအခါဆေးအုပ်စုသည်၎င်းတို့ကျူးလွန်ထားသည့်ရုံးမှမှုများကိုဖုံးကွယ်ရှောင်လွှားနိုင်ရန်အထူးရောက်ရွေးကောက်ပွဲလမ်းစဉ်ကိုကြိုးပမ်းနေကြောင်းအထူးရောက်ရွေးကောက်ပွဲသည် တရားဝင်မှုအလင်းမရှိအလေအညာလုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်ပြီးအကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုပုံမတိုးပွားစေနိုင်ကြောင်းနောက်ဆက်တွဲအနေဖြင့်ဒုက္ခသည်များနှင့်ပြည်တွင်းနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကိုသာတာ၍တိုးပွားလာစေမည်ဖြစ်ကြောင်းတမ်မတ်ကြီးကရှင်းပြပါသည်ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူများအပေါ်မပြတ်ကွက်တဲ့ကြောင်းပြဒနာဤစင်းမြအဖြစ်ရှင်းမှတလည်းရင်အဖြစ်ကိုရှာဖွေနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏အကြံတဲ့အတွက်ရေရှည်တည်တံ့သည့်နီလန်းရှာဖွေနိုင်ရန်နိုင်ငံတကာတိုင်ဝမ်ကုလသမဂ္ဂနှင့်အေဂျင်စီများကအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်းပုဂ္ဂိုလ်များအလုံးနှင့်ရိုးသားစွာထိတွေ့ဆက်ဆံရေးကအလွန်အရေးကြီးပါကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောကြားခဲ့ပါသည်2025ခုနှစ်နှစ်လပိုင်းအထိရရှိထားသောကိန်းခရက်များအရာပြည်တွင်းနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်သူ၃.၅သန်းကျော်အထိမြင့်တက်လာခဲ့ပြီးဒေတာရင်း၌လည်း ဒုက္ခသည်နှင့်နိုင်ငံရေးခေါ်လုံခွင့်လျှောက်ထားသူ7.58တန်းအထိထပ်မံတိုးပွားလာလျက်ရှိကြောင်းဒုက္ခသည်ဦးရေဒီရေကဲ့သို့အတိုင်းအဆကြီးမားစွာမြင့်တက်လာခြင်းမှာစေုပ်စု၏အလုံးအမင်းရက်ဆက်သောမြေလန်စနစ်ကြောင့်ဖြစ်ကြောင်းစေုပ်စုကကျူးလွန်တဲ့လေချောင်းပုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများနှင့်ခြေရွာများကိုဖျက်ဆီးမှုများကြောင့်အချို့သောခြေရွာနေပြည်သူများအနေဖြင့်ရွာလုံးချွတ်နေရဆုံးခွာသူများဖြစ်လာခဲ့ရကြောင်းတမ်မတ်ကြီးကဆက်လက်ပြောဆိုပါသည် မြန်မာနိုင်ငံအတွင်းဒုက္ခသည်လူဦးရေစုစုပေါင်း90ရာခိုင်နှုန်းဖြစ်သောအမျိုးသမီးများနှင့်မိန်းကလေးငယ်များအနေဖြင့်ကြားမအခြေပြုအကြံဖတ်မှုများလိင်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများနှင့်လူကုန်ခူးခံရသည့်ကြီးမားသောအနေရတို့ကိုရင်ဆိုင်နေရကြောင်းဒုက္ခသည်လူဦးရေစုစုပေါင်း90ရာခိုင်နှုန်းဖြစ်သောကလေးသူငယ်များအနေဖြင့်လည်းကြီးမားသောစိတ်ထံရများကိုအန်တုနေထိုင်နေရကြောင်းခံမှန်းအားဖြင့်6တန်းခန့်သောကလေးသူငယ်များမှလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုအရေးပေါ်လိုအပ်လျက်ရှိကြောင်း နေရဆုံခွာထွက်ပြေးတင်းရှောင်နေရသည့်ကလေးသူငယ်များ၏เจ้าနေမှုနှုန်းမှာတိတိတတ်တာကြာဆင်းခဲ့သဖြင့်အဆိုပါမျိုးဆက်အားပညာရေးဆုံးရှုံးစေကြောင်းတစ်ဖက်တွင်လည်းစေုပ်စု၏အာဓမတတဆုဆောင်မှုနှင့်စစ်မှုရန်စေခြင်းရန်ဆွဲတို့ကြောင့်လည်းထိရှလွယ်လျက်ရှိကြောင်းအခြားတစ်ဖက်တွင်လည်းကလေးငယ်တက်တန်းကျော်မှ၎င်းတို့အတွက်လိုအပ်သောပုံမှန်ကာကွယ်ဆေးများထိုးခွင့်အခွင့်အရေးကိုပင်ဆုံးရှုံးကကာကွယ်နိုင်သည့်ရောဂါများအကြုံအယုံဖြန့်ပွားလာနိုင်သည့်ဘေးအန္တရာယ်ဆိုးနှင့်လည်းရင်ဆိုင်နေရကြောင်းတတ်မှတ်ကြီးကရှင်းပြပါသည်